ူတို့အခုချိန်မှာ ကျွန်တော်တို့နှုတ်ကပတ်တော်အဖြစ်ခွန်အပေးမယ်ဆရာမဆရာကြာကိုကျွန်တော်တို့လက်ခောက်တီးပြီးကျူဆူရအောင်အထူးပဲဆရာမဆရာကြာဖျားရှင်ပဲတိတ်ပါစေအာမင်အာမင်အလုံးမင်္ဂလာပါလို့ဆီယူဆွမ်းနှုတ်ဆက်ချင်ပါတယ်ကလို့အချိန်တိုင်းပြင်ဆင်ပေးတဲ့ဖျားတခင်ရဲ့နာမတော်ဆီဆာချင်းမွမ်းပါတယ် จะมามาไทยต่างทรงรอตูกูนกกระปโตเวงาเตเตคัำพูยงานอควนไปได้ดาวนชิตูฮาร์วาร์ดมินิสทรีกาเราพอส่งแพทเสียเสียมาเมียอะปอมาทูจีซูเดินสิจองอุสอบยอชิมาเรจะมายื้อเฉทาเรจมไปกะอ่าฟิลิปปินสีคันจิตอังเงินนัะเสช ထူတော့ရန်သူများကြောင့်အလင်းမကြောက်ရွံ့မတုံလှောက်တော့အကြောင်းအရာသည်သူတို့၌ပျက်စီးခြင်း၏နမိတ်လက္ခဏာဖြစ်၏ဒီကနေ့အအဓိကကျမအတက်တက်ခံချင်တဲ့အရာကသင်၏ရန်သူကိုမကြောက်ပါနဲ့ဆိုတဲ့အရာနဲ့ကျမအနည်းအနည်းငယ်တက်တက်ခံဝင်ငှပေးချင်ပါတယ်ဆိုတော့လူဘဝမှာအ အသက်တရာမနေရဘူးအမှုတရာရင်ဆိုင်ရတယ်ဆိုတော့အဲစကပုံအတိုင်းပဲပေါ့နော်လူတိုင်းလူတိုင်းမှာကစင်းရည်ဒီဖြစ်စေချမ်းသာဒီဖြစ်စေရန်သူဆိုတာလူတိုင်းမှာရှိကြတယ်ဆိုတော့အဲ့ဒီရန်သူကိုကျမတို့အနိုင်ယူတိုက်ထောက်နိုင်ဖို့ရန်ဆိုရင်ယုံကြည်ခြင်းနဲ့စွတ်ကောင်းခြင်းအဖြစ်သာအဲ့ဒီရန်သူကိုကျမတို့အနိုင်ယူတိုက်ထောက်နိုင်မှာဖြစ်တယ်ဆိုတော့အရာကိုပေါ့နော်ဥစ္စာပြောခြင်းနဲ့ ဆိုတော့အော်ဒီတကပါလုံးမှာလောလောလတ်လတ်အရင်နာမည်ကြီးနေတဲ့သူတယောက်ရဲ့အကြောင်းပြောချင်တယ်ဗောနော်အရာကဂျိုဆော့ဗန်ဖြစ်ပါတယ်ဂျိုဆော့ဗန်ရဲ့အသက်တာကြည့်မယ်ဆိုရင်လေသူ့ရဲ့ပြန်ထက်ရန်သူကိုရန်သူကဗောနော်သူ့အငိုင်းမိတခါတည်းနဲ့မူလေတော့ဗောနော်သူ့ရဲ့ကောင်းကိုသူခြေထောက်နဲ့ခံလိုက်တဲ့အချိန်မှာဗောနော်သူကအဲ့ဒီသူ့ရဲ့ပြန်ထက် ကန်လိုက်တဲ့အရာကိုဗောနော်ဟိုကောက်ွယ်နိုင်လိုက်တယ်ဆိုတော့ကောက်ကောက်ွယ်နိုင်လိုက်နိုင်လိုက်ဆုံးမကဘဲနဲ့သူ့ရန်သူသူတွန်းထောက်လိုက်တဲ့အချိန်မှာဗောနော်သူ့ရဲ့ပြိုင်ဖက်ကလဲကျပြီးတော့မှလက်ကျူးပြီးတော့မှဂျော့ဆွတ်ဗန်ကအနိုင်ရရှိသွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒီအရာကဘာကြောင့်လဲဆိုရင်သူဂျောဆာဗန်ရဲ့အတ္တတမဖျားတခင်ကိုပထမဆုံးအရာထားပြီးတော့မှဖျားကိုအားကိုးတယ် အမေရန်ဖျောက်ဆူတောင်းလဲသူ့အမေကိုနိုင်ကူကဒီပြိုင်ဖက်တော့ခါနေဆိုသူ့ရဲ့အဖွဲ့အစည်းကြီးအလုံးအတူတူကဆူယုံပြီးတော့မှသူ့အမေကိုနိုင်ကူကကောင်းကြီးပေးပြီးတော့မှဆူတောင်းပေးတယ်ဆိုတော့တွေ့ရတယ်အဲ့ဒါတွေမကသေးဘူးဒီတကမာလုံးမှရှိတဲ့ယုံကြည်သူအရောက်တိုင်းကဒီဇော့ဆော့ဘန်တော့ကိုဘောနော်အဆူတောင်းပေးကြတယ်ဆိုတော့ဆူတောင်းချင်းရဲ့တကူကြောင့်ပေါ့နော်ဇော့ဆော့နိုင်ကဇော့ဇော့ဆော့ဘန်က သူ့ရဲ့ရန်သူတိုက်ထောက်နိုင်ပြီးတော့မှသူအနိုင်ရရှိသွားတယ်ဆိုတာတွေ့တယ်ဗောနော်အဲ့ဒီလူပဲကျမရဲ့အတ္တမှာဒီမကြတဲ့ခင်ဗျာဗောနော်အဒီဆယ်ရလောက်ပဲရှိသေးတယ်လောလောလတ်လတ်ဗောနော်ကျမကြုံတွေ့ရတဲ့အရာနဲ့ကျမအနည်းငယ်တက်တက်ခန့်ချင်ပါတယ်ဆိုတော့ကျမကနေ့တိုင်းနေ့တိုင်းအလုံးလုံးရတယ်နားရဆိုတာမရှိဘူးတနည်းပတ်လုံးမှာကျမနားရဆိုတာခရစ်စမတ်နဲ့တည့်ရက်ပဲရှိတယ်ဆိုတော့နေ့တိုင်းအလုံးလုံးရတယ်အဲ့နေ့တိုင်းအလုံးလုံးရတဲ့အချိန်မှာ ကျမမနဲ့မနဲ့ဆိုလဲနိုင်ထတယ်ကျမအဲ့ရထပြီးတာနဲ့အဲကျန်းစာဖတ်စုတောင်းပြီးတော့မှကျမရီမူချူအနဲ့အလောက်တော့ဖို့အမဲတမ်းပြင်ဆင်နေပေါ့နော်ဆိုတော့အလောက်ကိုငားနိုင်ခွဲ6မနဲ့ငားနိုင်ခွဲ6နာဆိုကျမပုံမှန်အလောက်တော့နေကြဆိုတော့အဲ့ငားနိုင်ခွဲ6နာဆိုမူမလင်းသေးဘူးပေါ့နော်ပုံမဲနေရုံမဲ့ရှိသေးတယ်ဆိုတော့တည့်ရက်မှာအာဒီပီကရက်ဆေးရလောက်ပဲရှိသေးတယ်ပေါ့နော် ကျမအဲ့ရီမိုကျန်းစာအဲ့ရထားကျန်းစာဖတ်ဆိုတောင်းပြီးရီမိုချိုးပြီးတော့မှကျမမနက်စာအဲကော်ဖီနဲ့မှုစားနေတဲ့အချိန်မှာဗောနောအဲကျမရဲ့ကားကိုဗောနောအော်တူနဲ့ဆက်နှိုးထားပြီးပြီဆိုတော့အဲ့မှာကျမကော်ဖီတောင်းနေနဲ့ကျမရဲ့အင်စီကျမကအဆုံဆုံးခန်းမှနေတယ်ဗောနောဆုံဆုံးခန်းမှနေတယ်ဆိုတော့ကျမတကားနဲ့ထွက်ပြီးတော့အပြင်ထွက်ဖို့ဆိုရင်အပြင်တကားတစ်ခုရှိတယ်ဗောနောအားနဲ့ ဲ့ဒီတကားအနီနာတဝိုက်မှာဗောနော်ကျမလူတန်တက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 ်နဲ့လူတန်နဲ့ကြားနေတယ်ဆိုတော့ခရိုင်းကအဲ့လိုမျိုးမကြားဘူးဘောနော်ကျမအင်ထရနက်နားဆွန့်ပြီးတော့မှနားထောင်နေတယ်ဆိုတော့ဒီကားတော့လည်းဖွင့်ထားပြီးပြီဆိုတော့သူကတိတယ်ကျမထွက်ရတော့မယ်ဆိုတော့သူတိတယ်ဆိုတော့အဲ့နဲ့အဲကျမဒီ internet coffee တောင်းနေနားထောင်နေတော့ခရိုင်းပုံမှန်လို့ဟုတ်ဘူးဗောနော် သူကအဲ့ဒီတကားနာနဲ့စောင့်ပြီးတော့မှအပြင်ထွက်တာလုံးမဝင်တာလုံးတကားတိ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 ဆိုတကားမီနေတယ်ဆိုတော့ပုံမှန်မဟုတ်ဘူးပေါ့နော်ကျမအဲ့ဒါနဲ့ကျမတန်တရားဖြစ်တယ်တန်တရားဖြစ်တဲ့အခါမှာကျမအလောက်ကို9နိုင်ခွဲအင်္ဂန်အဲ ဒီ internet ထွက်ဖို့ကခရိုင်းသွားနေစီအရှိပေါ်ကမထွက်ပဲနဲ့ပေါ့နော်ကျမအနောက်ပေါက်ဖက်ကပဲဒီဖက်အနောက်ပေါက်ဖက်ကထွက်ပြီးတော့မှကျမလက်တစ်ဖက်ကအမိတ်ထောက်ကြီးကင်တော့တယ်တစ်ဖက်ကတော့ကျမအတုံးလိုတဲ့ coffee မုန့်ပန်းရပေါ့နော်အမျိုးကင်ပြီးတော့မှဒီအနောက်ပေါက်ကနဲ့ထွက်တော့အဲ့လိုမျိုးဖက်ကွိသွားတဲ့အချိန်မှာသူကကျမကိုလှမ်းမြင်တယ်လှမ်းမြင်တော့သူကဒီအရှိတကားနဲ့ကျမကိုအရှိရနဲ့သူသွားတယ်အဲ့ဒီလူကပေါ့နော်လူမဲဖြစ်တယ်ဆိုတော့ ကျမရှေ့ရနဲ့သူသွားလိုက်တဲ့အချိန်မှာကျမလည်းအဲနည်းနည်းသူအချင်းတွေကဒီအိမ်ထဲမှာတဲ့အတန်ကနည်းနည်းကြားထားတော့တိတ်မတင်ကောင်မတင်ကဘူးဒါနဲ့ကျမတို့ခက်လန်းလန်းနဲ့ပေါ့နော်ဖြည်းဖြည်းလေးနဲ့သူ့အနောက်က15ပေလောက်အပေါ်ကနဲ့ကျမသူ့နောက်ကိုလိုက်သွားတယ်ဆိုတော့ကျမကားရှိတဲ့ဖက်ကိုပေါ့နော်ကျမသွားတယ်အဲ့နဲ့ကျမလမ်းဖိတ်ထုတ်ကြည့်ရကြိုင်နော် तू ကအမိုက်ပြစ်မယ်ဆိုတာ तू တိတယ်လေဆိုတော့ तू အကြံကအမိုက်ပြစ်တဲ့နေရာရောက်သွားရင်ကျမကို တနမဟုတ်ဒါတခုခုနဲ့ကျမကျမကိုချင်းချောက်ပြီးတော့မှကျမကိုလောက်ကြံဖို့သူအစီအစဉ်ရှိတယ်ဆိုတော့ကျမကလည်းအဲသူအမိုက်ပစ်တဲ့အမိုက်ပုံနာသူဝင်သွားတယ်ဝင်သွားတဲ့အချိန်မှာကျမလည်းအဲတခါတည်းနဲ့အဲကြောက်ကြောက်လန့်လန့်နဲ့ပေါ့နော်အမိုက်ကိုမပစ်တော့ဘဲနဲ့အမိုက်ထုတ်ကောလူရောတခါတည်းကားတဲ့ဟိုပြီးဝင်ပြီးတော့မှလေကျမအဲ့နဲ့ကားကိုလော့ချလိုက်တယ်လော့ချပြီးတော့မှကျမအလောက်ကိုမောင်းထွက်သွားတယ်ပေါ့နော်ဆိုတော့ အဲ့ဒီအချိန်မှာကျမအတ္တမှာရှင်းချင်လိုက်မိတဲ့အရာကဩဘာကြောင့်ဒီလိုပြဿနာတွေကျမကြုံတွေ့ရလဲဆိုတော့အဲကျမအတ္တရှင်းချင်လိုက်တဲ့အချိန်မှာကျမစုတောင်းဖို့အားနည်းနေတယ်စုတောင်းဖို့အများကြီးလိုအပ်နေတယ်ဆိုတဲ့အရာပေါ့နော်ကျမတွင်တင်ချင်းခံရတယ်ဂျေဇုတော်ကြောင့်ဒီအရန်သူရဲ့အနောက်ဆက်ချင်းကလည်းဖျားသခင်ကွယ်ကမဆချင်းအဖြစ်ကျမလွတ်မြောက်သွားတယ်ပေါ့နော်ဆိုတော့ အဲကျမတို့ယုံကြည်သူတွေယုံကြည်သူရဲ့အတ္တတမှာဒီရန်တူပြတနာဆိုတာအမဲရန်ရှိတယ်ရှိပေမဲ့လို့အဲ့ဒီရန်တူဆိုတာမျိုးကကျမတို့ယုံကြည်ခြင်းနဲ့အဲတိုက်ထုတ်မယ်ဆိုမောနော်အဲ့ဒီရန်တူကကျမတို့ဘယ်တော့မှနှောက်ရမပေးနိုင်ဘူးဆိုတဲ့အရာပေါ့နော်အဲကျမအနည်းငယ်တက်တက်ခန့်ခင်းမယ်ဆိုတော့ဒီတရားသူကြီးမှတ်စာအခန်းကြီး6အငယ်အငယ်36မှာ ကြည့်မယ်ဆိုရင်ကြည်တော်ကအတတတွေ့ရတယ်ဗောနော်ကြည်တော်ကအစ္စရေလလိုမျိုးဖြစ်တယ်ဣတိလလိုမျိုးဖြစ်တယ်ဆိုတော့အဲ့ဒီအချိန်မှာဣတိလလိုမျိုးတွေကဒီမီဒီယန်လိုမျိုးတွေရဲ့အဲစီမဗောနော်၆ရက်ဂျုံခံရတယ်ဂျုံခံရတဲ့အချိန်မှာသူတို့ရဲ့ငိုကြွေးတန်းအဲသူတို့ရဲ့အဟိတန်တွေကိုဖျားကြားတဲ့အခါမှာ ကိတော်ကိုသူ့လူမျိုးတွေရွေးနှောက်ဖို့ရန်အတွက်ဘုရားသခင်ကကိတော်ကိုရွေးနှောက်လိုက်တယ်။ဆိုတော့အဲ့ဒီအချိန်မှာကိတော်ကဘုရားသခင်ကိုဗာပြောရလဲဆိုရင်ကျွန်မမနာရှိလူအဲကျွန်တော်ကမနာရှိလူမျိုးတွေထဲမှာဗောနော်အအအအသေးငယ်ဆုံးတော့လူဖြစ်တယ်။ဆိုတော့ကျွန်တော်ဒီ Israel လူမျိုးတွေတလအများကြီးကျွန်တော်အနေနဲ့ရွေးနှောက်ဖို့ရမဖြစ်နိုင်ဘူးဗောနော်။ဆိုတော့ကိတော်ကဘုရားသခင်ကိုသူငင်းလိုက်တယ်။ အဲ့ဒါဘုရားသခင်ကသူ့ဘာပြောလဲဆိုရင်မကြောက်နဲ့ပေါ့နော်မကြောက်နဲ့မဆိုးရင်လည်းတင်တဲ့အတူငါရှိမယ်ဆိုပြီးတော့မှဘုရားသခင်ကသူ့ကိုဂရိတော်ပေးလိုက်တယ်ဂရိတော်ပေးလိုက်တဲ့အချိန်မှာကြည်တော်ကဒါဆိုရင်အကျွန်တော်ဟိုတက်တယ်နမိတ်လက္ခဏာပေးပေါ့နော်ကြည်တော်ကဘုရားသခင်ကိုဟိုတက်တယ်နမိတ်လက္ခဏာပေါ့နော်တောင်းဆိုလိုက်တယ် အရာကပါလေဆိုရင်အဒီတမချန်စာထဲမှာတလင်းလို့ပြောတယ်ဆိုတော့ကျမတို့ချင်းလို့ဆုံးဖြူစီပေါ့နော်အဲအဲ့လိုမျိုးခေါ်တယ်ဆိုတော့အဲ့ဒီကြီးတော်ကဒီတူမွေးကိုပေါ့နော်တူမွေးလက်တဆောက်စာကိုယူပြီးတော့မှအဲ့ဒီတလင်းမှာမိကြီးပေါ်မှာထားပြီးတော့မှအဲ့ဒီငရကြရင်အင်းနှင်းကြဆယ်ပေါ့နော်ဆိုတော့အဲ့ဒီနှင်းကြပြီးတော့မှအဲ့ဒီ တူမှုရဲ့အပေါ်မှာနှင်းနေဆူဆွဲပြီးတော့မှမိကြီးတပင်လုံးကို၆တွိ့ဆဲပါဗောနော်အဲ့ဒါဆိုရင်အဲသူဂျုံမယ်ပေါ့သူလောက်ဆောင်မယ်ပေါ့ဆိုပြီးတော့မှအဲကြည်တော်ကဖျားသခင်ကိုနမိတ်လက္ခဏာတောင်းဆိုလိုက်တယ်ဆိုတော့ဖျားသခင်ကသူတောင်းဆိုလိုက်တဲ့အတိုင်းပဲပေါ့နော်သူညက်အိတ်တယ်မနဲ့မိုးလင်းတဲ့အချိန်မှာသူထွက်ကြည့်တဲ့အချိန်မှာအဲသူမို့ရရည်ရီဆူဆွဲပြီးတော့မှလေအရည်ကိုငှဲ့ရလောက်တဲ့ထိကိုမှအဲ့လောက်ထိဆူဆွဲတယ် ပြီးတော့နေကြီးတပင်လုံးက6တွေ့နေလဲဆိုတာတွေ့ရတယ်ဆိုတော့အနကီတော့ကနောက်ထပ်နောက်တစ်ခေါက်ပူပြီးတော့မှတေချာတော့အောင်ပေါ့နော်တေချာတော့နောက်တစ်ခေါက်ဖျားသခင်ကျွန်တော်ဟိုတနာပါပေါ့နော်ဒီနောက်တစ်ခေါက်ဒီနောက်တစ်ချိန်ပေါ့နော်ဒီအခွင့်ပေးပေါ့အခွင့်ပေးပါပေါ့ဒီမေကြီးတပင်လုံးကိုနှင်းရီဆူဆွဲပြီးတော့မှဒီတူးမွေးကို60ပါပေါ့နော် ဆိုပြီးတော့မှကြည်တော်ကဘုရားသခင်ကိုနောက်တစ်သိမ်ထပ်တောင်းလိုက်တယ်ဆိုတော့အဲ့နဲ့ဘုရားသခင်ကအဲ့ဒီတောင်းတဲ့အရာပြည့်စုံဆက်တယ်နောက်မနဲ့မိုးလင်းတဲ့အချိန်မှာမြည်စည်းတပင်လုံးကဆူဆွဲပြီးတော့မှအဲ့သူမွေးရ၆ကတ်နေတယ်ဆိုတာတွေ့ရတယ်အဲ့ဒါနဲ့ဘုရားကြည်တော်ကဒီဒီဟောဘကြည်တဲ့လူမျိုးတွေကိုစစ်တိုက်ဖို့ရတဲ့အတွက်သူဘုရားရဲ့စကားသူသူ့ရဲ့တတ်တာမှာ လက်ခံသွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီကြည်တောင်ရဲ့အတ္တတမှာဖျားပြောလိုက်တဲ့အရာသူနမိတ်လက္ခဏာတောင်းတဲ့အရာကိုအပြည့်စုံသွားတဲ့အခါမှာဒီစစ်တိုက်ဖို့ရန်သူမတော်ခင်မှာသူပါလောက်တလေဆိုရင်သူ့အဖေအင်းမှာရှိတဲ့အဲသူ့အဖေကူးကွယ်တဲ့ရုပ်တုစင်တုလီပေါ့နော် ဖះမနှစ်တက်တဲ့အရာတွေသူတို့အိမ်မှာရှိတဲ့ရုပ်တုရှင်တုဖះမနှစ်တက်တဲ့အရာတွေကိုအကုန်လုံးရှင်းထုတ်ပစ်တယ်ဖြတ်စည်းပစ်တယ်အကုန်လုံးလွှမ်းပစ်တယ်ဆိုတွေ့ရတယ်အဲ့လွှမ်းပစ်ဖြတ်စည်းပစ်တဲ့အပြင်ကိုဒီတုဖေရဲ့နွားတကောင်စုပြီးတော့မှလေအမစစ်ပူဇော်ချင်းပြုတ်လို့ရဲဆိုတွေ့ရတယ်စစ်ပူဇော်ချင်းပြုတ်လို့တယ်အပြီးတော့စစ်ပလင်တဲတယ်ဆိုတာတွေ့ရတယ်အာ အဲ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 ့ဒါပြီးတော့ဒီကဘာဦးကျန်းစနစ်ကိုပြန်ပြီးတော့မှကြည့်မယ်ဆိုရင်အပြည့်ဟန်နဲ့အတ္တာတွေ့ရတယ်ဗောနော်အဗရာဟံအပြည့်ဟန်ကိုဖျားသခင်ကလူမျိုးကြီးဖြစ်စေမယ်ကောင်းကြီးပေးမယ်တင်လက်ရှိရှိနေတဲ့နေရာနဲ့အဲထွက်သွားဖို့သူကရီတော်ပေးတဲ့ပြည်ကိုသွားဖို့ဗောနော်ဖျားသခင်ကအပြည့်ဟန်ကိုသူပြောလိုက်တဲ့ခါမှာအပြည့်ဟန်ကအယုံကြည်ခြင်းနဲ့ထွက်သွားတယ်ထွက်သွားတော့ ဒီကဘာဦးကျန်းစနစ်စနစ်ကနဲ့အဲ့ဒီဆက်ရှိချီကိုဘောနော်ဖျားသခင်ပေးတဲ့ဂရိတော်မပြည့်စုံသေးဘူးဆိုတော့အဲ့ဒီကြာကာလအတွင်းမှာဘောနော်အဗရာဟံအဗျာဟနဲ့တတ္တမှာအမျိုးမျိုးဆုံဆန်းခြင်းနှောက်ရှက်ခြင်းစိတ်ညစ်ခြင်းငိုကြွေးခြင်းစသဖြင့်ဘောနော်အမျိုးမျိုးအခက်ခဲပြဿနာရင်ဆိုင်ကြုံတွေ့ရတယ်ဒါပေမဲ့အဗျာဟနဲ့တတ္တမှာစိတ်တမကြဘူး ဖျားသခင်ကိုကူးပွေတယ်ဖျားသခင်ကိုချီးမွမ်းတယ်ဖျားသခင်ရဲ့အလူတော်နဲ့အသက်ရှင်ဖို့သူ့ရဲ့အသက်တာမှာဖျားသခင်ကိုကြုံရင်ချင်းနဲ့အသက်ရှင်သွားလာတယ်ဆိုတာတွေ့ရတယ်ဆိုတော့တနေ့မှာသူအိမ်ထဲမှာထိုင်နေတဲ့အချိန်မှာသူ့ရဲ့အိမ်ရှိမှာလူသုံးယောက်ကိုသူတွေးလိုက်တယ်လူသုံးယောက်ကိုတွေးလိုက်တဲ့အချိန်မှာသွားပြီးတော့မှတန်းနှောက်ဆက်တယ် ျွန်တော်လုံးဝကြော်မသွားပါနဲ့ပေါ့နော်ကျွန်တော်အိမ်ထဲဝင်မှာဆိုပြီးတော့မှသွားပြီးတော့မှစီးကြိုပြီးတော့မှခေါ်ဖိတ်ပြီးတော့သူအဲ့လူ၃ယောက်ကသူအိမ်ထဲမှာသူသူရှိတဲ့အရာနဲ့အခန့်ကျွေးမွေးလိုက်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အခန့်ကျွေးမွေးတဲ့ပြီးတော့မှဒီ၃ယောက်ဒီအဲ့လူ၃ယောက်ကသူအခန့်ကျွေးမွေးတဲ့အရာတွေကိုစားတောက်ပြီးတော့မှသူအိမ်ကနေထွက်သွားတဲ့အချိန်မှာသူတို့ကပြောလဲဆိုရင် နောက်နှစ်ဒီလိုအချိန်မှာဗောနော်နှစ်မိမဆာရကကလေးချီရမယ်ဆိုပြီးတော့မှသူတို့ကပေါင်းကြည့်ပေးသွားတယ်ဆိုတာတွေ့ရတယ်ဆိုတော့အဗရာဟမ်အဗရာဟမ်အတ္တတမဒီကောင်းကင်တမနီကိုခေါ်ဖိတ်ခင်မှာဒီဖျားပေးတဲ့ဂတိတော်ကအလုံးဝမပြည့်စုံဘူးဆိုတာတွေ့ရတယ်သူအတက်က90ဖြစ်သွားပြီသူမိမလည်းဖြစ်နေကြမိမတွေဖြစ်နေကြရသည် ဆိုတာဟိုလုံးဝမဖြစ်မလာတော့ဘူးပေါ့နော်ဆိုတော့ဒီမိန်းမရဲ့မိန်းမကြီးရဲ့ဘဝမှာအလိုမျိုးရတိမလာတော့ဆိုတာသားသမီးမွေးဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့တဲ့အခြေအနေဖြစ်သွားတယ်ဆိုတော့အခါမှာဒီလုံးဝမျှော်လင့်ချက်မရှိတော့တဲ့အချိန်မှာဖျားတခင်ကရဲ့ဂရိတော်ပေါ့နော်ဒီကောင်းကင်တမန်ကိုသူသူရဲ့အိမ်မှာခေါ်ဖိတ်ပြီးတော့မှအိမ်ခံကျွေးမွေးပြီးတဲ့နောက်ပိုင်းမှာ ဖျားသခင်ရဲ့ကောင်းကြီးစွာတို့ရဲ့အိမ်မှာအရောက်ရှိလာတယ်ဆိုတာတွေ့ရတယ်ဆိုတော့ဒီလူပဲကျမတို့ရဲ့ယုံကြည်သူရဲ့အတ္တမှာပဲဗောနောတခါတလေအစင်မပြေမှုဆိုရင်ဆရာခက်ခဲပြဿနာရင်ဆိုင်ကြုံတွေ့နေရတဲ့အချိန်ပေါင်းများစွာနဲ့ရှိကောင်းရှိလိုက်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမတို့မငင်းညို့ပဲနဲ့ဗောနောဖျားသခင်ကိုတာကျမတို့အတ္တမှာ ခေါ်ဖိတ်နေရပေးပြီးတော့မှအောက်ဆိုးခွင့်ပေးမယ်ဆိုရင်ဖျားခင်တာအရာအလုံးကိုတာဝန်ယူပြီးတော့မှလေအဲကျမတို့ကိုကောင်းကြီးစစ်ဆေးရဲဆိုတဲ့အရာပေါ့နော်ကျမပြောချင်တယ် so တရားသူကြီးမှတ်စာအခန်းကြီးခွန်မှာကြည့်မယ်ဆိုရင်ဤတော်က discipline တဲ့ပြီးတော့ဖျားကိုချီးမွမ်းပြီးတဲ့နောက်ပိုင်းမှာ ဖျားတခင်ကဒီစစ်တိုက်မသွားခင်မနော်သူစစ်ပလင်တဲ့ပြီးတော့မှအဖျားတခင်ကိုချီးမွမ်းပြီးတော့အဲ့ဒီနောက်ပိုင်းမှာဖျားတခင်ကသူ့ကိုဝင်းသူ့ပေါ်မှာဝင်းနေတော့ဒွန်းလောင်းပြီးတော့မှပေါ့နော်ဖျားတခင်ကသူ့ကိုဒီอิสราเอลလူမျိုးတွေအလုံးခေါ်ပြီးတော့မှပေါ့နော်ဒီမိနင်းတော့လက်ထဲမှာမိဒီယန်လူမျိုးတွေကပေးလိုက်ပြီး နင်းတော့စစ်တရမယ်နင်းတော့အနိုင်ရမယ်ဆိုတာဖျားသခင်ကကြည့်တော့ဟောပြောပြီးတော့မှဣသရေလလူမျိုးစုတွေသူခေါ်ခိုင်းလိုက်တယ်ခေါ်ခိုင်းလိုက်တဲ့အချိန်မှာဒီကြည့်တော့ကဣသရေလလူမျိုးတွေကိုစိုးပြီးတော့မှခေါ်လိုက်တဲ့အချိန်မှာစစ်တိုက်ဖွင့်ရတဲ့အဲလူပေါင်းတုံးတောင်းနဲ့နှစ်ထောင်ထွက်လာတယ်ဆိုတော့အဲတုံးတောင်းနှစ်ထောင်ကဖျားသခင်ကမြားလွတ်နေပေါ့နော် ဒီတုံတောင်းတဲ့ထောင်နဲ့မီဒီယံလူမျိုးတွေစစ်တိုက်လို့နိုင်မယ်ဆိုရင်ငါဘုံငါကြောင့်နိုင်တာမျိုးမဟုတ်ပဲနဲ့အဲသူတို့ရဲ့လူအင်အားကြောင့်ဒီမီဒီယံစစ်တပ်ကိုအနိုင်ယူရဲဆိုပြီးတော့မှအဲ့လိုမျိုးပြောမှဆိုလို့လူများလို့နဲ့ပြန်လို့အင်ကိုနောက်ဆန်တင်းနဲ့သူတွေဒါမှမဟုတ်စီစာများတဲ့သူတွေဒါမှမဟုတ်တန်တရားရှိတဲ့သူတွေပေါ့နော်အလုံးပြန်သွားခိုင်းလိုက်ပြန်လွှတ်လိုက်ဆိုပြီးတော့မှဘုရားသခင်ကကြည်တော်ကိုပြောလိုက်တယ် ပြောလိုက်တဲ့အချိန်မှာကြီးတော်ကသူ့လူတွေကိုခေါ်ပြီးတော့မှအဲ့လိုပြောလိုက်တဲ့အချိန်မှာ2000နဲ့2000ကပုံလုံးပြန်သွားကြတယ်ဆိုတော့တွေ့ရတယ်ဆိုတော့တထောင်ပဲကြံတယ်အဲ့ဒီတထောင်ကိုလည်းဖျားသခင်ကအများသေးတယ်တဲ့ဆိုတော့ကြည့်မယ်ဆိုရင်မီဒီယံလူမျိုးတွေကဒီဒီအဲတရားသူကြီးမဆာအဲခန်းကြီးခွန်ဒီနှစ်ကနဲ့တောက်လျှောက်ကြည့်မယ်ဆိုမော်နော် ဒီသမုတ်တရသေးလုံးနဲ့အမြတ်များတယ်လို့ပြောတယ်။ဆိုတော့သမုတ်တရသေးလုံးနဲ့အမြတ်များတဲ့သူကိုလူတစ်တောင်းနဲ့တိုက်ဖို့ဆာမျိုးကဘလူးမှမဖြစ်နိုင်တဲ့အရာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ဖျားသခင်ကသူ့ရဲ့ဂရိတော်နိုင်ရမယ်ဆိုတဲ့ဂရိကဖျားသခင်ရဲ့ဂရိတော်ကဘတော့မှမပြောင်းလဲဘူး။ဒီကောင်းကင်နဲ့မြေကြီးမတီတော့လဲငါစကားတီလိုက်မယ်ဆိုတဲ့အတိုင်းပေါ့နော်။ဖျားသခင်က သူတို့ကိုဒီတတောင်းကိုတော့မကြည့်တော့ပြောတယ်များသေးတယ်ဆိုတော့ရီစိတ်ကိုခေါ်သွားအဲ့ဒီလူတွေတတောင်းလုံးကိုရီစိတ်ကိုခေါ်သွားပြီးတော့မှရီတောက်ခိုင်းအဲ့ဒီရီတောက်တဲ့အချိန်မှာခွေးလိုမျိုးရီကိုရက်ပြီးတော့မှတောက်တဲ့သူ၃ယောက်ပဲနေရွေးရမယ်လို့ဖျားသခင်ကကြည့်တော့တခါပြန်ပြောတယ်အဲ့ပြန်ပြောတဲ့အချိန်မှာအဲကြည့်အဲကြည့်တော့ကရီစိတ်ကိုအလုံးခေါ်သွားတယ်ခေါ်သွားတော့တချို့တွေဆို အလူအလေးနဲ့ပေါ့နော်။အော်ဖြစ်တယ်လို့ကိုကိုငုံပြီးတော့မှတောက်ကြတယ်။အဲ့ချိန်မှာတချို့တွေဆိုရင်ဒီရီကိုလက်ခုပ်တဲ့နဲ့ရီကိုခတ်ပြီးတော့မှလေခွေးလိုမျိုးရှာနေရက်တယ်။ဆိုတော့အဲ့လိုရှာနေရက်တဲ့ခွေးလိုရှာနေရက်တဲ့လူပေါင်းတုံးရပဲဖျားတဲ့ခင်ကရွေးခိုင်းတယ်။ဆိုတော့အားလုံးကိုပြန်ပြီးလွတ်လွတ်လိုက်တယ်။လူပေါင်းတုံးရနဲ့ဒီမီဒီယံလိုမျိုးအော် စစ်တိုက်ဖို့လူပေါင်း300ယောက်ပဲဖျားတခင်သာရွေးခိုင်းတယ်ဆိုတော့အဲ့ဒီလူပေါင်း300ယောက်ကိုဟိုကိတောင်ကမပြောလဲဆိုရင်စစ်တိုက်သွားမယ်ပေါ့နော်ဆိုတော့ဒီမိဦးတယောက်တလုံးစီမိဦးယူရမယ်ဆိုတော့အဲ့မိဦးထဲမှာမိထားမယ်ပေါ့နော်အဲ့ဒါပြီးတော့တပူတလုံးစီပေါ့နော်အဲ့ဒါနဲ့သွားပြီးတော့မှမိဒီယန်လူမျိုးတွေစစ်တိုက်ရမယ်စစ်တိုက်ပြီးတော့မှအဲ့ဒီစစ်မဲ့ပြည်ကိုရောက်တဲ့ 请假咯，你这样这样是那不不嘞，呃，东亚这样是不喏，开会比较嘛，哎嘛，呃，阿龙来的时候比较嘛，都不要来的请嘛，屋里有开比较嘛，他不嘛哦比较嘛，他不嘛话没说比较嘛，记得啊，都屋里有不要来的，不要来的阿呆没不喏。သူတို့စစ်မဲ့ပြုံးကိုရောက်ပြီးတော့မှလူစုခွဲတယ်တရားစီလူစုခွဲပြီးတော့မှအကြည့်တော်ကအချက်ပေးလိုက်တဲ့အချိန်မှာ ဒီသူတို့အိုးပြီးတော့မှသူတို့ပောက်ခွဲပြီးတော့မီလုံးနေရပြန်ပြီးတော့မှသူတို့အော်ပြီးဟိုတက်ခရံဖောက်လိုက်တဲ့အချိန်မှာအဲ့ဒီမီဒီမီဒီယံလိုမျိုးတွေစစ်သားတွေရအချင်းချင်းတယောက်နဲ့တယောက်တပ်ဖြတ်ပြီးတော့မှထွက်ပြီးတဲ့လူကထွက်ပြီးအလုံးတပ်ဖြတ်ပြီးတော့မှအဲ့ဒါနဲ့သူတို့ရဲ့ဘယင်ကိုတော့သူတို့အရှင်ဖမ်းလာရတယ်ဆိုတာတွေ့ရတယ်ဘောနော်ဆိုတော့ဒီဒီ ี่ตองเนี่ยอัตตามาเอ่อพญาทခင်เสียพญาะเขียนเสียนั่นไม่ยลักขณาวยาสีได้นอกไปมาตู้ยเยไอ้แท้มาชีได้ดีพญามันนี่แต่เอ่อยุคตุสินตุอเอยาอารมณ์ကိုရှင်းထုมาตู้เผ่นัวကိုตัดပြီးิော့ซบปูซอชินหลောက်တิบลินเตเดဆိราเอ่อတွေ့ရတယ်ဗောเนาะဆိုတော့ကျမတို့ယုံကြงแต่ာาရဲ့အတ္တတာမှာလဲဖျာมတခင်မတိခน်တောะကလกာက်နေじゃ အရာဖယားမနှစ်တက်တဲ့အရာအာလုံးတတနာပါလူကဲတော့ကျမတို့အသက်ရှင်နေတဲ့အရာပြွေကိုကျမတို့အာလုံးဆုံးဖြတ်ဖို့လိုအပ်တယ်အလိုဖယားမနှစ်တက်တဲ့အရာတွေကျမတို့အသက်တာမှာဆုံးဖြတ်ပြီးတော့မှသာကျမတို့အသက်တာမှာဖယားဘုန်းတော်ထင်ရှားမယ်ဆိုတာကျမပြောချင်တယ်ဆိုတော့ဒုတိယအနေနဲ့အာဗြဟံရဲ့အသက်တာမှာကောင်းကင်တမန်ကိုခေါ်ဖိတ် ပြီးတော့မှအက်ခံပြုစုကျွေးမွေးပြီးတဲ့နောက်ပိုင်းမှာမှဖျားတခိနဲ့ဂရိတော်ဆိုတာသူ့အတ္တမှာရရှိခံစားရတယ်။ဖျားတခင်ပေးတဲ့ကောင်းကြီးကိုဘောနော်အဲ့ဒီမတိုင်ခင်မှာကြိုက်ပဲဒီအခက်ခဲပေါင်းများစွာနဲ့သူဘလောက်ပဲရင်ဆိုင်ရတော့လဲပဲအဗရာဟမဘတော်မဆိုင်တမကြဘူးငါနဲ့ဖျားအတူရှိတယ်ဆိုတာပြီးတဲ့အခါမှာဘတော်မဖျားတခင်ကို မငင်းရဘူးပေါ့နော်အပြစ်မပြောဘူးဖျားသခင်ကိုအားကိုးတယ်ဖျားသခင်ကိုယုံကြည်တယ်ဖျားသခင်အလိုတော်အတိုင်းသွားလာတယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဆိုတော့ကောင်းကင်တမန်ကိုသူ့အိမ်မှာခေါ်ဖိတ်ပြီးတော့မှအဲ့ခံကြွေးမွေးပြီးတဲ့နောက်ပိုင်းမှာဖျားသခင်ရဲ့ဂရီတော်ဆိုတာသူ့ရဲ့တတ်တာမှာပြည့်စုံလာတယ်ဒီနောက်ဆုံးအနေနဲ့ဤတော်ရဲ့အတ္တတာဖဲတော့တတ်ပြီးရှိရှိနဲ့ အရာအလုံးကိုရင်ဆိုင်ရတဲ့ခေါ်အားရှိဖို့အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုရင်တမန်ကျမ်းစာထဲမှာဖျားသခင်ကဂရိတော်ပေါင်းများစွာပေးတယ်။ပေးပေမဲ့လို့ကျမတို့ရဲ့အတ္တမှာအဲ့ဒီဂရိတော်ဂရိတော်ပေါင်းများစွာကိုအတ္တမှာမစင်ချင်မဲနဲ့ဘောနော်ကိုလူအတိုင်း ကိုယ်ဇာတိတဘောအတိုင်းအသက်ရှင်သွားလာမယ်ဆိုရင်ကျမတို့အသက်တာမှာဖရာဘုံထင်ရှားမှာပေါ့ဗျဖရာသခင်ဖြစ်စေလို့တဲ့အရာပေါ့နော်ကျမတို့အသက်တာမှာဖြစ်လာမှာပေါ့ဗျဆိုတော့ဒီမိဦးဆိုတဲ့အရာကကျမတို့ရဲ့ခန္ဓာကိုယ်ဆိုလိုတာဖြစ်တယ်မိဆိုတာကကျမတို့အထဲမှာရှိတဲ့တန်ရှင်သောဝိညာဉ်တော်ပုံဆောင်တာဖြစ်တယ်ပေါ့နော် ဆိုတော့ဒီကြည့်တော့ငါသူ့မိဥခွဲပြီးတော့မှအထဲမှာရှိတဲ့မိကြီးကပွန်ထွဲပြီးတော့မှလင်းတကယ်တော့ကျမတို့အတ္တတာမှာဘောနော်ဒီဇာတိတဘောနဲ့အသက်ရှင်တဲ့အရာဖယားမနှစ်သက်တဲ့အတ္တတာနဲ့အသက်ရှင်တဲ့အရာဒီဇာတိကိုရိုက်ခွဲပြီးတော့မှဘောနော်ကျမတို့အထဲမှာရှိတဲ့တန်ရှင်တော်ဝိငင်တော်ရဲ့အလင်းကိုဘောနော်သူ့တပါအတွက် လင်းဖို့ဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အတ္တမှာဒီခန္ဓာကိုနှစ်သက်တဲ့အရာဖះမနှစ်သက်တဲ့အရာနဲ့အသက်ရှင်နေတဲ့အရာတွေလောက်ဆောင်တဲ့အရာတွေဒီစာတိသဘောအရာတွေကိုကျမတို့စွန့်ပြစ်မှတာလင်းကျမတို့အထဲမှာရှိတဲ့တန်ရှင်တော်ဝိငင်တော်ကိုသူတပားမြင်ပြီးတော့မှသူတပားအတွက်အလင်းဖြစ်စေပြီးတော့မှသူတပားရဲ့အတ္တတောင်ကျမတို့အားဖြင့် ြောင်းလဲသွားမယ်ဆိုတဲ့အရာကိုဘောနော်ဒီကနေ냐ကျမအင်းငယ်တက်တဲ့ခါလို့ငါချင်ပါတယ်အယောက်တိုင်းပေါ်မှာဖျားတခင်ကောင်းကြည့်ပေးပါစေဂျေဇုမြိုက်တင်ပါတယ်အာမင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 ်ဆရာမဆရာကျောင်းဖျားရှင်နဲ့ဆက်ပြီးအတုံးပြုပါစေဒီကနေ냐 ရန်သူကိုမကြောက်ပါနဲ့ဆိုရင်နောက်ကပတ်တော့အဖြစ်ကျမတို့အသက်တာအတိတ်မှာရန်သူဆိုတာရှိကြရနော်ကျမတို့ရန်သူစာတန်ကိုမကြောက်နဲ့ဆိုပြီးတော့အဝင်ဟပေးတဲ့ဆရာမဆရာကြားကိုအထူးပဲကျေးဇူးတင်ပါတယ်ပြုလို့ရှိရင်ကတိတော့